Hello အားလုံးပဲမင်္ဂလာပါ ECJT Mobile ဆရာ့ချန်နယ်လေးပြီးတော့ channel လို့လိုက်ပါတယ်ဆိုဆရာဗီဒီယိုမတင်ဖြစ်တော့နည်းနည်းလေးကြာပြီပေါ့နော်ဒီမှာအလုပ်လေးနည်းနည်းရှုပ်နေလို့ဆိုတော့အခုဒီနေ့ကတော့ဒီ chapter 11 equation and inequality နဲ့ပတ်သက်တဲ့ပုံစံတွေကို couple line ထဲမှာတွေ့ပြမှာဆိုတော့ဒါလေးတော့ဆရာနှစ်ပိုင်းခွက်လိုက်ပြီ couple line ထဲမှာတချို့ဟာလေးတွေ့ဆရာလေးနည်းနည်းလေးများတော့အရင်များတာမဟုတ်ပါဘူးဒါပေမဲ့အခုပထမတစ်ပိုင်းကိုအရင် try ပြီးပေါ့နော်ဆိုတော့ ထုံးနိုင်ဆရာ VR Telegram Channel မှာတင်ထားတဲ့ couple ဆောက်ကစာမျက်နှာ316ပေါ့နော်။တကယ် couple ဆောက်မှာလည်းအဲရှိရတော့ဟုတ်တယ်ဒါပေမဲ့တကယ် couple ဆောက်မှာကျတော့သူက၄ပါးသာလို့ဆွတ်လုပ်ထားတာမဟုတ်လို့ဒီဒီစာမျက်နှာနံပါတ်တွေကမတူဘူးပေါ့နော်။ဟိုဆရာရဲ့ဒီဆောက်မှာကျတော့အဲဒီတောက်ထဲမှာဟိုအဖြေရဟုတ်အောင်ဆိုမှာ sorry ဒါ caution ရဟုတ်အောင်ဆိုမှာအဖြေရပါတယ်။ဟုတ်ပြီနော်။ဆိုတော့အဲ့တခါလေးဟိုပါပြလို့ရအောင်။ ကဲဒါဆိုရင်တော့အဲ့ဒါရဲ့ဒီ practice 1ပေါ့နော်1.1ကဟိုနံပါတ်29ကနေစတင်ပြီနော်ဒါရရလွယ်ရဟုတ်တယ်မလားဒါရတော့ဆရာမလို့ဘူးဆိုတော့နော်အဓိကဒီ wall problem တွေကိုအဓိကဒါပြောရှင်းပြပေးသွားမှာဖြစ်ပါတယ် okay ဆိုတော့ဒီမှာဆိုရင်တော့ဒီမှာ table တစ်ခုပေးထားပြီဒီ table လေးကိုကြည့်ပြီးရော29နဲ့30ကိုငါတို့တွက်ပြရမယ်ဆိုတော့ပေါ့ okay ဆိုတော့29ကိုတွက်တဲ့ကိစ္စမှာဒီမှာသူကဟုတ်ပြီနှစ်ယောက်ရှိခေတာနဲ့အရင်းနဲ့သူတို့နှစ်ယောက်ပေါင်း total က 89နိုင်အလုပ်လုပ်ခဲ့တယ်။ဒီမှာလဲဆိုတော့ဒီ week 1အတွက်ဒီမှာ week လေးခွဲထားရအောင်1 2 3 4ဆိုပြီးတော့ Okay so ace က errorness ဆိုရင်ဒါ week 1အတွက်ကိုပြောတာနော်။ဆိုရင်ဘယ် equation ကမှန်မလဲတဲ့ပြောတယ်။ဆိုတော့ week 1မှာဆိုရင် kla နဲ့ error နဲ့ပေါင်းခြင်းကဘယ်လောက်လဲဆိုတော့89အဲ့တော့မှ kla လို့ဖြစ်36ဖြစ်ပြီးတော့ error က8ဆိုတော့8နဲ့36 bounding က89ဆိုတဲ့ပုံ ဒါဆိုရင်ဒါနဲ့ကိုက်တဲ့ equation ကဒီမှာ c ဒါပဲဟုတ်ပြီနော်ဟုတ်ကဲ့ဒါက29တွေ့နောက်တစ်ခုက30ကိုကြည့်မယ်ဆိုတော့နံပါတ်30ကိုကြည့်ရဲဆိုရင် k ဒါနဲ့ error မှာ error က k လိုက်မှုစာကိုအလုပ်လုပ်တယ်လို့တော်လို့ပြောထားတယ်ဟုတ်ပြီနော်ဆိုတော့ k လောက် wind ထားလိုက်မယ်ဆိုရင် error က2ပေါ်ဖြစ်သွားတယ်ဟုတ်ပြီဆိုတော့ဟုတ်ပြီဘာလို့ k လောက် wind ထားလဲ ဆိုတော့ဒီမှာသူကီလာကိုဝိုင်းထားပြီးလို့ပြောတာ။နောက်တစ်ခုသူတက်ခိုင်းတာပတ်တယ်ဆိုတော့ wiki for အတွက်တက်ခိုင်းတာ။ဟုတ်ပြီနော်။ Okay. So wiki for မှာဆိုရင်တော့ okay လာကိုဝိုင်းထားရင် error က2ဝင်။ဟုတ်တယ်မလား။အခုကဘာကိုရှာခိုင်းတာလဲ။ခီလာရဲ့ working hour ကိုရှာခိုင်းတယ်။ဟုတ်ပြီနော်။အဲ့တော့ဒီမှာတည်ထားရင်ခီလာကိုဝိုင်းဆိုရင် error က2ဝင်။ ဒီမှာ earning hour ဘယ်လောက်လဲ38ဟုတ်တယ်နော်ဆိုတော့ earning hour 38ဒီမှာ earning hour ကိုမသိခင်နေနေပေးရင်21ဆိုတော့ကျွန်တော်21 equal to 38ဆိုတော့ဟုတ်ပြီလေဆိုတော့အဲ့ရနေရတော့1ကိုရှာမှာ k လိုက်ဟာကိုရပြီဆိုတော့ဟုတ်တယ်မလားဆိုတော့သူ့ equation 21 equal to 38ဖြစ်ရမယ်ဆိုတော့ကျွန်တော်ရဲ့အဖြေကဒီမှာ c ဖြစ်ရမယ်နားလည်ပြီနော် okay ဆိုတော့ဒီ31တိ32တိတော့ပြောတော့ဘာလို့ဆိုတော့လွယ်လို့ကြည့်ရတိုင်းသိရပါတော့အာ33လေးတဘောကတော့ဒီမှာသူ့ရဲ့ check-in အကောင့်ထဲမှာဒီလောက်ဒေါ်လာရှိတယ်။ check-in ရေးပြီးသွားတဲ့အခါမှာသူ့မှာဒီလောက်ဒေါ်လာကျန်မျိုးပေါ့နော်။ဆိုရင်ဒီ check-in တန်ဖိုးကျွန်တော်လိုချင်တာ။ဒါပေမဲ့ဆိုဘာလို့ပြန်မလဲဆိုတော့ငါက9.8ဒသမ10ရှိရှိ ိတ်ထဲကဒါရဲပြီးတော့ဒီလောက်ပဲကျန်တော့ဆိုတော့ကျွန်တော်ဒီ9ခွန်နေတဲ့သမတ်တက်ရှင်ထဲဟာ check ဖြစ်တဲ့ C ကိုနှုတ်ရမယ်ဆိုတဲ့ပေါ့အော်9ခွန်နေတဲ့သမတ်တက်ရှင်ထဲ C ကိုနှုတ်ခြင်းက434သမတ်68ရဆိုတော့ရဲ့အဖြစ်က B ဒါလေးပဲ Okay ဆိုတော့ trade လုပ်မရှိနော် Okay ဒါဆိုရင်ဒီဟာပြီးတော့ရင်ဆရာတို့စာမျက်နှာ321ကိုတောင်းပြီဆိုတော့စာမျက်နှာ321မှာတော့22ကနေစတော့ နော်ဒါတွေက algebra expression မှာသင်ခဲ့တဲ့ဟာတွေတတူပဲဆိုတော့အဲ့ဒီကိုတို့ပြန်ယူပြီးတော့ဒီမှာ equation ပြန်ရေးပေးရတဲ့ဆက်ပေါ့ okay ဆိုတော့အရှိမဆရာရဲ့ဗီဒီယိုကြည့်ရင်ဒီဟာ easy ဖြစ်သွားမှာပါဆိုတော့ဒီမှာဆိုရင်တော့ number တစ်ခုကိုနော်3နဲ့မြောက်ချင်းဘာပြန်တော့လေပြရဲ okay our number တစ်ခု3နဲ့မြောက်ချင်းဆိုတော့ 3a ဆိုတာပြီးရင်တော့ increase တိုးသွားမယ်လို့ပြောတယ်နောက်တော့မှလည်း9ဆိုတော့ plus 9ပြီးရင်ဒီ is က equal ဖြစ်မယ်ဒါအရော macro မှာသင်ကသူ့ key phrase တွေမှာပါရနော် is က equal to ပြီးရင်15 less than than မှာလေအတွက်ဒီစံကအနောက်ကနေသွားတော့မယ်ဟုတ်ပြီဘယ်သူ့နှုန်းပါလဲအဲ့ number ကိုပဲ6နဲ့ညွှန်ချင်းဆိုတော့68 minus 15ဆိုတဲ့သဘောဆိုတော့သူနဲ့တူတဲ့ expression ကိုရွေးမှာဆိုတော့ r ရဲ့အပြေက d okay okay now to 22 22တော့ days မှာကသူက base pocket အခု900ရှိရယ်ဟုတ်ပြီအဲ့ဒါကျတော့ပါလေ errors netrapis ဘယ်နှခုပေါင်းထားရလဲတူတူပဲဟုတ်ပြီနော်ဆိုကြနာဒီမှာ errors က 3s fabric က s နဲ့ 3s နဲ့ s နဲ့ပေါင်းရင်က500ဆိုတော့ဒီမှာလည်းတော်တော်လေးရေးပေးတာဆိုတော့ exam မှာငါတို့ဒါကြီးက page မှာပြပါဆိုတော့အဲ့လိုမိကုန်ဖတ်ပြီးနားလေးရမယ်ဆိုတော့ပေါ့နော် so anyway our equation how be 3a black a is equal to 500ရမယ်တော့သူရှာဟိုင်းနာအရေးစရာဟာဆိုတော့အတော့ဒီကနေပြီးအရင်ဆုံးဘာရင်ရှာမလဲဆိုတော့ x ကိုအရင်ရှာမယ်ရလာရင် x ကိုမှတော့ဒါလို့ရှင်တာဆိုတော့3နဲ့ထပ်မြောက်ပေးလိုက်ရပြီ okay ဒါဆိုရင်အဖြေက385ရလိမ့်မယ်ကဲဒါကိုကြော်ပြီးနော်နောက်တစ်ခုတော်နေသူရဲ့သဘောတရားကတူတူပါပဲ our algebra expression လို့ပဲဒီမှာ difference လို့ပါအတွက်သူတစ်ခင်းနှစ်ခုရှိရမယ်။အားပါလဲဆိုတော့4 times a number နဲ့7ဆိုတော့ our 4x minus 7ပေါ့။ပြီးရင် is ဆိုတော့ equal တက်လိုက်မယ်။ပြီးရင်15ပေါ့မှာဆို15 plus the equation of the number 3ဆိုတော့8/3ကို15ပေါ့မှာဆိုတဲ့ပုံစံအဖြစ်ရ e ပေါ့။ဒါလေးကတော့ရုပ်ရှင်းပါတယ်နော်။ခေနောက်ဆုံးနေ24ခုနပြောပြောပြောရလို့ရအောင်အေးစန်းနေမှာဒါရီက ပေးချင်မှာပေးထားမှာเนาะဆိုတော့ကိုယ်နားလေးရဟုတ်ပြီဆိုတော့ဒီမှာသူ့ရဲ့ pub time job ကို Friday အတွက်ပေါ့နော်သူ့ရဲ့ pub time job မှာ Kim က8ဒေါ်လာရတယ်โอเคသူ8ဟုတ်ပြီဒါပေမဲ့သူ့မိန်းမကျတော့သူ့နှစ်ဆတဲ့စနစ်ပေါ်လေးပြောအတွက်သူ့နှစ်ဆဆိုသူ့8နဲ့မြောက်ပြီးအနှစ်နဲ့မြောက်ပြီးရစနစ်ပေါင်းရင်းဆိုတော့ပေါ့ဒါတော့ဒါမှပေးထားရင်လည်းအတော့ဒါမှသင်သေးတယ် ဒီမှာနှစ်ခုပေါင်းခြင်းက184ဆိုတော့ဒီမှာ x နဲ့ 2x ပဲတွဲပေါင်းခြင်းကတခုလေးအဲ့ကနေကတော့ x ကိုရှာလိုက်ရပြီ exam မှာဒီ hint တွေကပေးခြင်းမှာပေးထားမှာနော်ဆိုတော့လိုမျိုးထုတ်တက်ပို့လို့အဲ့တော့ဒါလေးကိုတွက်လိုက်ရင်ရတဲ့အဖြေရရပါပြီ။ကဲဒါဆိုရင်ကျွန်တော်နောက်တစ်ခုထပ်သွားပါမယ်။နောက်တစ်ခုကကျွန်တော်တို့အာ324ကိုသွားမယ်။ Okay ဆိုတော့ဒီ practice 2မှာတော့ကျွန်တော်တွက်ဆရာပုံရင်းငင်းလေးမြင်ရနော်7ပုံရှိပြီဆရာ7ပုံလုံးတပုံချင်းဒီတေချာလေးပြပြမယ်ဆိုတော့အားလေးမေးခွန်းလေးတေချာဖတ်တတ်ဘူးလို့ဆိုတော့ဒီမှာကျွန်တော်ရနောက်တစ်ဖတ်ထူးချင်းပိုပြီးတက်တာသွားမယ်โอเคဆိုတော့ဒီမှာကြည့်မယ်ဆိုရင်အဲ့နှလုံးကိုတော့ရောင်းနေဆိုတော့လဲလဲလဲမှာရှိအဲ့နှလုံးကိုရောင်းမယ်ဒုတိယအိမ်ကပထမအိမ်နှစ်ဆတဲ့တထောင်ပုံနေလို့ပြောတယ်။အဲ ဒီလိုခါမျိုးရင်မှာဆရာကဒီဟာကိုလက်ထားပို့စင်ပြီးဒါလည်းငါတို့ဒီ migrate မှာသင်ခေါ်လေးပြောခဲ့ပြီးသားပေါ့နော်ဟုတ်ပြီဆိုတော့အခုဆရာတို့ first house ကိုငါတို့ x လို့ထားလိုက်မယ်ဆိုရင် second house ကဒီဟာနှစ်ဆတဲ့1000ပုံလေးဆိုတော့ two x 1000ဆိုတဲ့ပေါ့ပြီးတော့မှာ8အိမ်တစ်ခုပေါင်းရင်း total square ပြီးရ4000လေးရဖြစ်တယ်လို့ပြောရတဲ့အတွက်ငါတို့ two x 1000နဲ့ x နဲ့ပေါင်းခြင်းက၄00လေးရ ပြီးတော့မှသူရှာခိုင်းတာကပထမအိမ်ရဲ့ city square foot တွေဆိုတော့ x ကိုရှာပြီးလိုက်ရတယ်ဒါလေး okay ဆိုတော့ဒီမှာတွက်လိုက်အဖြေက1800ရလိမ့်မယ်။မဆရာဟိုလိုအသေးစိတ်တော့ line မတွက်ပြရအောင်နော်။သဘောတရားပြောပြီးတော့ပြီနော်။အရှိမလဲကျွန်တော် macro ရေးမှာအများကြီးတွက်ခဲ့ပြီးဒါဟုတ်တယ်မလား။ okay နောက်တစ်ခုနံပါတ်2နံပါတ်2ကကြာတော့ဟုတ်ပြီ။သူကသူ့ရဲ့ pocket ထဲမှာ coin က24 coin ရှိတယ်။ ဘစ်ကွိုင်းတွေက dive ဒါမျိုး quarter ဖြစ်နိုင်တယ်။ဒါမျိုးပုံစံအောင်ပြော macro ဟိဒီဖတ်စာဘောတော့ဒီ equation အခန်းမှာပဲဖတ်စာအောင်ရဲ့ exercise အဲ့လာနိုင်တော့မသိတော့ဘူးเนาะအဲ့မှာဒီမျိုး equation အကြောင်းပုံစံနဲ့ပတ်သက်ပြီးဆရာတို့အဲ word problem တွေ့ရတဲ့အပိုင်းမှာပါတယ်အမှောင်ကကြတော့ dimes နဲ့ nickel လာမသိဘူးအဖြေအောင်40ရရဆရာမပြီးတလားပါဘောเนาะဆိုတော့အဲ့ဒါနဲ့ပုံစံတူတူပဲ ဆိုအဲ့တိုင်းပဲတွေ့ပြီပါယောဂဟင့်နေပါလေကြည့်မနေနဲ့ကျောက်ပြီတိုးတဲ့24ကွန်ရှင်ဘာနဲ့ပါလဲဒိုင်းနဲ့ကော်ဒါလို့ပြောရတော့ different အခုဆိုဒီနဲ့ q ဟလာဒီနှစ်ခုပေါင်းခြင်းက24ပြီ824ကံဒေါ်လာ4.5ဒေါ်လာရှိတဲ့ဒီမှာ4.5ဒေါ်လာရှိမှကျွန်တော်ဒါရုံဒေါ်လာပြန်ကျွန်တော်တိတာပြီးသားဒီ10 times မှာ1ဒေါ်လာရှိတယ်။အဲ1 time မှာဘယ်ဒေါ်လာရှိလဲဒီမှာ 0.1d ဖြစ်သွားတယ်။ b+ ခွာတားကိစ္စဆိုလည်းအတူတူပဲအဲတော့ one uh, sorry your full quarter မှာတော်တယ် so one quarter မှာပြောင်းလဲရှာလိုက်ရင်0.25ရတယ်ဒါပဲအော်ဒီကနေသူတို့ရှင်းတာပါချိုင်းတာ times ချိုင်းတာဆို times ကိုရှာပေးလိုက်ရဲ့ so equation တစ်ချောင်းပေးလိုက်ရင်ဘယ်လိုရှာမလဲဆိုတဲ့ကိစ္စတော့သင်တာပြီးသားပဲ okay ဆိုတော့အရင်တွက်လိုက်အဖြေက10ရောက်ဆရာတိုင်းမပြောတော့ဘာလို့လဲ exam မှာ hint တွေကမပါပါဘူး ကျွန်တော်ဒါလေးပဲပြထားမှာရအောင်ရှာမယ်။ Okay နောက်တစ်ခုနံပါတ်3 Okay သူ့မှာကျတော့သူက Buddha ဆိုတဲ့ဒါအတင်းတစ်ခုပေါ့နော်။သူတို့ကသူတို့ရှုံးနာရဲ့နော်နှစ်ဆဟုနိုင်တယ်။ဆိုရှုံးနာကို ace ထားလိုက်ရင်နိုင်နာ 2x ဖြစ်သွားမှာဆိုတော့နော်ရှုံးနာရဲ့နှစ်ဆအောင်တယ်။ ဟုတ်ပြီတော့တော်တော်ဆော့ခဲ့ဟာ36ပွဲဆော့ခဲ့ဆိုရဲဆိုတဲ့ဘောဆိုတော့ဒီ2 ace နဲ့ ace ကိုရှာ36အဲ့ကြမှာတော့ win ကိုရှာပေးပါဆို ace ကိုရှာပြီးတင်းတင်းကြောက်ပေးလိုက်ခင်ဗျာဒါပဲ okay so အဖြေက24 okay နောက်တစ်ခုမှာတော့တော်ပါမယ်နောက်တစ်ခုကကျတော့ဒီမှာကိုစီကျွတ်တဲ့ဆိုတာစတိုက်ဖြစ်တော့ game ကောမဒီမှာ even လို့ပြောတော့ကျွန်တော်စုံငင်းဖြစ်သွားတယ်ကျွန်တော်မသိခင်တကူ8ထားလိုက်ရင်သူရဲ့စက်တိုက်ဖြစ်တော့ gain လည်းဖြစ်ရမယ်စုံငင်းလည်းဖြစ်ရမယ်ဆိုတော့ဒီမှာ x+2 x+4 x+6 ဆက်ဖြစ်ဥပမာတော့အဲတက်နေစာဆိုရင်1 3 5 9 6ဆိုတော့အမြဲ even ဖြစ်သွားမယ်ဆိုတော့ဟုတ်တူသွားမယ်ဆိုတော့တရားပြောချင်တာပဲเนาะစက်တိုက်ဖြစ်တော့ gain ကိုပုံမှန်တိုင်းပဲဆိုရင်ဒါမှတော့ um 30 day 30 day 30 day 34ဆက်ပြီးဒါမျိုးစက်တိုက်ဖြစ်တော့ gain ကိုဆိုလို့ရတယ်အဲ့ဒီဒီမှာ ဲ့တော့၄ခုပေါင်းခြင်းက2တနည်းဆိုတော့ x ရယ် x ပြတ်2ရယ် x ပြတ်4ရယ် x ပြတ်6ရယ်အဲ့၄ခုပေါင်း ပေါင်းပြီးတော့ဒီ2တနည်းနဲ့ညီပြီးလိုက်ရပြီဒါဆိုရင် x ကညီတော့ x ကိုရအမေသူရှာခိုင်းတာတက်နံပါတ်ဆိုတော့ရှာခိုင်းတာပါလေ x 4ရှာခိုင်းတာဆိုတော့ရလာရဲ့အဖြစ် x ကို၄တက်ပေါင်းပြီးလိုက်ရပြီဒါ okay နော်ဆိုတော့သူ့ရဲ့အဖြစ်က54ရပြီအဲ့ရတွက်ကြည့်လိုက်နော်တွက်ကြည့်ပြီးကိုအဖြစ်တစ်ခါတိုက်လို့ရတယ် တကယ်နောက်တစ်ခု equation အကြောင်းပဲဟောပြီးပါတယ်ဆိုတော့ဒီမှာနှမျိုးနှစားပေးရတဲ့ band ရဲ့ shade ရဲ့ပေးထားပြီးတော့သူတို့ရဲ့ total တစ်ခုလည်းပေးတယ်ဆိုတော့ခုနလိုပဲအဲ့တော့ band ကိုပေးထားလိုက်မယ် shelf ကို s ထားလိုက်မယ်ဆိုတော့အဲ့နှစ်ခုပေါင်းရင် total 73 item ရှိတဲ့12 p နဲ့ s နဲ့ပေါင်းရင်က13ပြီးရင်သူတို့နှစ်ခု73 item လုံးတဲ့ကုညာစိက62ဒေါ်လာဖြစ်ပြီးတော့ pay တစ်ခုကို6ဒေါ်လာဆိုတော့6 b b plus အရှက်ကတခုလေးတော့ဆို 4s ဒါပဲအဲ့ဒီနေမှာတော့ shots ကိုလိုချင်တာဆိုတော့ငါတို့က s ကိုရှာပေးလိုက်ရပြီ okay တော့နံပါတ်9အပြင်ကတော့ရှေ့ရပါတယ်နောက်တစ်ခုနံပါတ်6ခုနက level 3 constituted number ဆိုတော့ငါတို့ဒီမှာ tower a ရဲ့ဟာလာနောက်တစ်ခု a plus 1ရဲ့နောက်တစ်ခုကို a split 2ဆိုပြီးတောင်းခုထားတယ်ခုနလိုဘာလို့ဒီမှာ a split 2 a split 1ဖြစ်သွားလဲဆိုတော့ဒီမှာ even နဲ့ odd မှာပါအောင်ဆိုတော့ဒီလိုဝင်တွေ့လို့ရတယ်တခုပဲတိုးပါအောင်ဟုတ်ပြီနော်ဟုတ်ပြီပြီးသွားပြီဆိုမှ तू ကအဲ့3ခုပေါင်းချင်တာ180ဆိုတော့ဒီ3ခုပေါင်းပြီး180ရင်နိုင်မဲ့ तू ရှာရနေတာ list နဲ့မှာအသေးဆုံးဟာဆိုတော့ a ကိုရှာရတယ်ဆိုတော့ရရင်အဲ့ a ကိုရှာလိုက်ရင်59ရပါမယ်ကဲဒါတော့ကျော်ပြီနော်ကျော်ပြီနောက်တစ်ခုနံပါတ်9နံပါတ်9မှာကြာတော့ဒီမှာ ုတ်ပြီဒီလမှာ Andrew ကသူကတုံးတယ်ဘာတုံးတာလဲဆိုအိမ်ငါခကိုတုံးတယ်ဟုတ်ပြီအိမ်ငါခကိုသူကဘာတုံးတယ်ဆို तू အစားတော့မှာတုံးတာရဲ့နှစ်ဆကိုအိမ်ငါခမှာတုံးတယ်အစားတော့ကိုမတော့ x ထားလိုက်မယ်သူဟုတ်ပြီနော်ငါတို့ရဲ့အိမ်ငါခက 2x ဖြစ်သွားမယ်ဆိုတော့အပေါ်ကဒီအနိုင်ရှုံးဒီဟာလိုပဲနော်အဲ့ဒီမှာဆိုရင်သူတို့နှစ်ခု တွက်တူတဲဇေယိကာ1650ဖြစ်တဲ့အတွက်မှာ 2x နဲ့ x နဲ့ပေါင်းရင်1650ပြီးတော့မှရှာခိုင်းတာကြတော့ brand ကိုရှာခိုင်းတာဆိုတော့ရလာရင် x ကိုတင်းတင်းကျော်ပြေးလိုက်ရပြီ Okay တော့သူ့ရဲ့အဖြေကတော့ထောက်တည်ရကျန်တော့ကုလေသဘောတရားအတူတူပဲခွန်တော့ခုနနံပါတ်3နဲ့အတူတူပဲဟုတ်ပြီသူ customer ကိုကုညီတာကသူ stocks တွေကြည့်တာတဲ့ နဲ့စတယ်လေးစပုံပြီးအချိန်ကုန်တယ်လို့ပြောတယ်အဲတော့သူဒီမှာ stock တွေကိုလုပ်တဲ့ဟာကိုဆရာတို့က h ချလိုက်မယ်ဆိုရင် customer တွေကိုကြည့်အားကြတော့ဘာဖြစ်သွားမှာလဲ 4h ဆိုတော့လေးစဟုတ်အဲကြမှာအရင်တစ်ပတ်ကသူတလောက်အချိန်ပြုံးခဲ့တယ်လို့ပြောရဖြစ်တဲ့အတွက်ဒီနှစ်ခုလုံးအတွက်ဆိုတော့ 4h နဲ့ h နဲ့ပေါင်းခြင်းက35ဖြစ်သွားမယ်ဒီကြရင်တော့ h ကိုရှာပြီးတော့မှသူက having constant မှာဆိုတော့ငါတို့ for x ကိုပြန်ရှာပြလိုက်တာဆိုတော့ရလာအဖြစ် x ကို၄နဲ့မြောက်ပြလိုက်ရပြီဆိုတဲ့ပေါ့ okay ဆိုတော့ဒီမှာရဲ့အဖြစ်ကတော့ 28th hour ဖြစ်ပြီ okay ဒါဆိုရင်နောက်တစ်ခုအနေနဲ့ငါတို့ဒီမှာအာ number 9 number 9ကကျတော့ဟုတ်ပြီသူတို့ science exam မှာဆိုသူကသူ့ထက် ဆယ်မှတ်ပုံပြရတယ်ပြောဆိုနည်းဟာကတော့ extra မှာဆိုတော့ willy go extra လိုက်မယ်ဆိုရင်သူကသူ့တဲ့ဆယ်မှတ်ပုံပြရတယ်ပြောသူက x 10တက်တော့ဟုတ်ပြီနော်နောက်တစ်ခု willy ကိုအောင်ထားလိုက်ဘာလို့ဒီမှာ willy ကို extra လဲဟုတ်ပြီ extra လိုက်ဆိုရင်သူကသူ့တဲ့6မှတ်ပုံနေလို့ပြောတယ်သူကတော့ပြန်သွားပါလေ x 6ဒါဆိုရင်၃ယောက်ကတယောက်က x 10နောက်တစ်ယောက်က x နောက်တစ်ယောက်က x 6ဘေးကုန်းက ေးထားချက်ကတို့အကုန်လုံးနော် all together 3ရောက်လုံးပေါင်းခြင်းအမှတ်က116ရောက်ပြီးခုနပြောဒီ3ခုပေါင်းခြင်းက116ဆိုပြီးသူချောင်းခိုင်းတာကကျတော့သူ့ရဲ့အောက်ရှာခိုင်းတာကျွန်တော်ဒီဟာအကုန်လုံးပေါင်းလိုက်ရှာလိုက်ရင် h တက်ဖို့တော့တယ်ပြီးတော့မှသူကတစိထပ်ပေါင်းပြလိုက်အဖြေရပြီဆိုနော်ကျွန်တော်အဖြေရ84ရတယ် can not cook ဒါ equation ကြောင့်မှသိတာလေဟာလာဒီမှာ add children နှစ်ခုပေးထားတယ်3ရဲ့ total နှစ်ခုလေးရှိတယ် ဆိုဒီမှာကျွန်တော်တူတဲတခုရှိပြီဒီမှာကျ equation ပုံပြရတကယ်တော့ဒါကဟောပဲပေါ့နော်အဲဘယ်လိုပြောအောင်လဲ equation နဲ့ကြောင့်မဟုတ်စားပါဘူး okay အဲ့တော့ဘယ်လိုတော့အောင်လဲဆိုတော့ထောင်းတဲ့ဒါပဲ equation နဲ့ကြောင့်ပြတဲ့ different တစ်ခုပါနေမှာဆိုဆရာဒါကို a ဒါကို c ထားလိုက်မယ်ဆိုဒီမှာ2တက်ဆိုတော့ 2a plus 4 chairs of 4c နော်တူတဲပြောလဲ decision အဲ့ဒါတူ equation နောက်သူ change ticket ဖြစ်တဲ့ c က a တက် 6ဝင်နေတယ်ပြောရတဲ့ဆိုတော့ c equal to မှာတော့ a minus 6ဆိုတော့ဟုတ်ပြီလားဆိုရင်တော့ equation နဲ့ကြောင်းပုံစံတက်မယ်ကျွန်တော်တို့ဟိုဘက်ဒီဘက်ရှုလိုက်ဒီမှာဆိုရင် a minus c equal to 6ဆိုပြီးရမယ်ဒါဆိုဒီမှာ equation တက်ကြောင်းဒီမှာ equation တက်ကြောင်းမကြောင်းနဲ့တက်လိုက်ရတယ်ဘာမှမဟုတ်ဆိုတော့ဒီမှာ c equal to a minus 6ဆိုတော့အဲ့တော့ဒီမှာဟုတ်ပြီ 2a plus 4ဆိုပြီးဒီ c နေရာမှာတက်ခါတယ် a minus 6ပို့ထားလိုက် equal to 48ဒီကနေချက်ချင်း A ကိုရှာလိုက်ရတယ်။ဘေကွန် A ကိုရှာလိုက်တာပဲ။ဟုတ်တယ်။အဲ့တော့ equation တစ်ချောင်းပို့စာမှာပြထားပြီးသားပါ။ equation တစ်ချောင်းကနေတွက်ရှင်လေးရတယ်။ဒါမျိုးအစားတို့တွက်ရှင်လေးရတယ်။ဒါတို့ကုတ်တဘောပေါ့နော်။ anyway ဒီမှာတွက်ရင်တော့တို့အဖြေက72ရပါပြီ။ Okay နောက်ဆုံးတစ်ပို့ရပါပြီ။ဒါပြီးတော့ကျွန်တော်ဒီပို့ကိုဒီမှာပဲရက်လိုက်တော့ဆိုရင် DVD ကိုဒီမှာပဲရက်လိုက်တော့မယ်။နောက်ထပ် pub 2တင်မှာပဲထပ်သွားတာပေါ့။ So ဒီမှာ ဆိုတော့ဒီပုံစံတွေကိုတခြားလေးမှတ်တယ်နော်ဆိုတော့ဖတ်တူးရအောင်ပြန်ပြောပါမယ်ဆိုတော့ဒီမှာငါတို့ကဒီဂျင်းနေနဲ့တီနာရဲ့အသက်တွေဆိုတော့ဒီမျိုးတေဝဲရင်းအောင်ပြထားရည်ဘယ်မပေးထားရင်လည်းတည်ရတော့ဆိုတော့အဲဒီကိုအရင်ဆုံးကြည့်လိုက်မယ်တီနာရဲ့အသက်ထက်လေးဆောက်ပုံဂျင်းနေရပုံကြီးရဲ့အတွက်တော့တီနာကိုအိတ်ထားလိုက်ရင်သူက 4x ဆိုတော့လာမယ့်12နှစ်မှာလို့ပြောရကြတော့နောက်ခုလုံးက12စီတိုးသွားမယ် ဆိုတော့ဂျင်းရဲ့အတက်ကလည်း 4h တွေဖြစ်သွားမယ်ဒီနာရဲ့အတက်ကလည်း h တွေဖြစ်သွားဆိုတော့အဲ့လိုဖြစ်လာပြီဆိုရင်လာမယ့်စနစ်နေ့မှာဂျင်းရဲ့အတက်ဖြစ်တဲ့ဒီ 4h blood တွေကဝယ်ပြီး twice နှစ်ဆဖြစ်သွားမယ်ဘယ်လိုနှစ်ဆလဲဒီနာရဲ့အတက်နှစ်ဆဆိုဒီနာရဲ့အတက်ကပြောလို့ဆို h plus တွေဖြစ်သွားပြီဟုတ်ပြီနော်โอเคတည်ရမယ်နော် ကျွန်တော်ဒီကနေပြီးတော့ x ကိုရှာလိုက်ရင်အဖြေထွက်ပြီ။ဒါဆိုအခုသူမေးရတီနာရဲ့အသက်ကမှအခုဟောင်းမေးရဆို x ကိုပဲမေးရမှာ။တကယ်လို့ဆန်းနေကဟောင်းမေးငါတို့ဘာပေါင်းမေးရမလဲ။ဆန်းနေပေါင်းမေးရ။ Anyway ဒီကနေ x ကိုရှာလိုက်အဖြေက6ရပါတယ်။ဒါပြော။ Okay တော့ဒီနေ့တော့ဒီ equation နဲ့ပတ်သက်ပြီးဒါမျိုးထောက်တဲ့ကိစ္စလေးကိုတည်ထားပါမယ်။ exam မှာဒီဇလုတ်တွေ ဂျီအိုမက်ထရီပြီးရင်ဒီအခန်းကလေးအမီးများရဲ့အထက်မှာပါပါတယ်။ဒါပေမဲ့ဒီအခန်းတစ်ခန်းရအောင်မရဘူးပေါ့နော်။ဒီအခန်း30ရောဒီအခန်း70ရောပေါင်းလုံးမှရပါတော့ algebra expression တွေရမှာဒီက equation တွေ equation ထုတ်တယ်မှာပေါ့လို့ okay okay ဒါဆိုရင်ဒီလိုမျိုးသင်ချာနဲ့ပတ်သက်ပြီးရောဒီသင်ချာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်နောက်ပိုင်းဆရာ general လေးသင်ပြမှာဆိုတော့အားနဲ့ပတ်သက်ပြီးဖြစ်ဖြစ်အာကြည့်ရှင်နဲ့လေ့လာရှင်နဲ့ဆိုရင်ဆရာ channel ကို like and subscribe လုပ်ဖို့မေးပါနဲ့ ဆိုတော့နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ဆရာဖပ်2ကိုလည်းဒီကြားထဲသင်ပေးနိုင်အောင်ကြိုးစားပေးပါမယ်ဆိုတော့အခုကတော့ mid term နဲ့နည်းနည်းကန့်နေ mid term နား mid term နဲ့ရောက်နေပြီဆိုတော့ဆရာဒီဘက်မှာစာလုံးနေရလို့နည်းနည်းလေးပို့ပြီးတော့နောက်ကြကောင်းလည်းနောက်ကြနိုင်နေပေါ့နော်ဆိုတော့ anyway အားလုံးအဲစာရသွားမယ်လို့ပြောနေပါတယ် bye bye